ီတန်ဗရံမြောင်းငမောက်ကြီးရဲ့သွေးချိန်စာနဲ့ငမောက်ပြောက်ရှာပုံတော့စဘာရွှေဝါတောင်းလိုပုံစီရီချိုးဆေးရုံမီလုံဆိုတဲ့စကားကခြေကားပြောဆိုထားတဲ့ဆူယူလို့ထင်ကောင်းထင်နိုင်ပေမဲ့ဒါဟာမြန်မာနိုင်ငံခေကောင်းချိန်ကလက်တွေ့မြင်တွေ့ခဲ့ရတာကိုတင်စားခဲ့တဲ့ဆူယူတစ်ခုဖြစ်ပါလိမ့်မြန်မာနိုင်ငံကတခိတစ်ခါကဒိုးတက်တဲ့ဤပညာတွေမရှိခဲ့တာတော့အာရှရဲ့အကျွဲဝါဆုံးနိုင်ငံတွေကတစ်ခုဖြစ်ခဲ့တယ်ဆိုတာငြင်းလို့မရနိုင်ပါဘူး ထို့နည်းတူပါပဲမြန်မာနိုင်ငံချမ်းသာရခြင်းရဲ့အကြောင်းရင်းတွေကအဓိကအချက်ကိုပြောပါဆိုရင်မြန်မာနိုင်ငံရဲ့တွင်းထွက်ပစ္စည်းကြွယ်ဝမှုဟာထိတ်ဆုံးအကြောင်းပြချက်လို့ဆိုရပါလိမ့်မယ်။ဆိုတော့ဒီလိုတွင်းထပ်ပေါင်းများစွာတွေကကမ္ဘာစာမျက်နှာမှာယနေ့အချိန်ထိပြောစမှတ်တွင်သလိုဗဟေဒီပေါင်းများစွာရှိတဲ့မြန်မာနိုင်ငံပိုင်ယန္နာဗရမ်များငမောက်ကြီးဟာနာမည်ကြီးမင်းသားကြီးလိုတော်မှာဆိုလိုရနိုင်ပါ ರೀ ။ရှားပွေတွေ့ရှိတဲ့သမိုင်းကစားလို့ပြောင်းဆုံးသွားသည့်အတိုင်းအမျိုးမျိုးသောသမိုင်းကြောင်းများနဲ့အမျိုးမျိုးသောရှင်းချက်တွေရှိခဲ့ပြီးဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Alpha Wave Media ကနေ ့မရမြငမောက်ကြီးနဲ့သူ့ရဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးကြပါမယ်။ဗရမ ्या ငမောက်ကြီးဟာမြန်မာနိုင်ငံတမိုင်းမှာတော့ဒိဋ္ဌိတင်စီရမလို့ပဲဒိဋ္ဌိဝင်နေတဲ့အစွမ်းထက်ပစ္စည်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ငမောက်ကြီးကိုရှာဖွေတွေ့ရှိခဲ့တာကတော့အစွမ်းထက်နိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးတော့မဟုတ်ခဲ့ပါဘူး။လွန်လေခဲ့ပြီးတော့မြန်မာတက္ကရီ1020ဝန်းကျင်မှာငမောက်လူခေါ်တဲ့ချင်းတွင်သားတယောက်မိုးကုတ်ကဒူပိုင်ချန်နဲမှာတူးရင်းစွာရင် ပြ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 နဲ့တလက်လက်တွေ့လို့ဆက်ဆူရင်ကနေပဲ ရဲရဲနီပြီးဆိုရွှဲနီဟန်ပေါက်တဲ့အရာမဘရန်များကြီးတလုံးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဖိုးထိုက်တဲ့အရာမှမြင်နာနေတဲ့တည်တာနေတဲ့ဘရန်များကြီးကြောင့်ငမောက်ဟာဘရန်များကြီးကိုခိတသိမ်းစီထားပြီးခိကောင်းချိန်မှာရောင်းစားလိုက်ပါတယ်။သူရောင်းစားပုံကဘရန်များကိုနှစ်ပိုင်းခွဲပြီးတပတ်ကိုတရုတ်ပြည်ကိုသွားရောက်ခိုင်းလိုက်ပါတယ်။တပတ်ကိုတော့ရောင်းမစားဘဲနဲ့ဘရင်ကိုဆက်သလိုက်ပါတယ်။ငမောက်တယောက်မင်းဆိုးရောက်ကိုမျက်နှာလှုပ်ချိန်စိမ့်နေရောဆုတော်လက်တော်ကိုမျှော်လင့်ပြီး ဖက်ဂရီ2023ခုနှစ်ဘင်းဒလင်မင်းအင်းဝါမှာနန်းတက်နေချိန်မှာတဝက်တချမ်းကြံနေတဲ့ဗရံများကြီးကိုဆက်သားလိုက်ပါရီလှပတယ်လို့ဆွဲဆောင်မှုရှိတဲ့ဗရံများကြီးကိုဘရင်ကလေးနှစ်သက်သွားပြီးတော့ငမောင်းမျော်လင်းတယ်လို့မျိုးစုတော်လက်တော်တွေလည်းပေးခဲ့တယ်လို့ဗရံများကြီးကိုလည်းနာမည်တက်ပေးလိုက်ပါရီအဲ့တော့ကတော့ဆက်သားသူရဲ့နာမည်ငမောင်းကိုအစွဲပြုပြီးငမောင်းဆက်သားတဲ့ဗရံများဗရံများငမောင်းလို့ပဲဖြစ်ပါတော့တယ်ဒါပေမဲ့လည်းဒီလိုဆက်သားခြင်းကငမောင်းလေပင်ကိုဓာတ်တင်ခံလိုက်ရမယ်ဆိုတော့ဘယ်သူကမှကြိုးမသိခဲ့ကြပါဘူးကံကြမ္မာကစမ်းကြပါရီ အတီးအကြောင်းမရှိတဲ့ဖြစ်ချင်တိုင်းဖြစ်ရတဲ့ဖြစ်တတ်တယ်ဆိုပေမဲ့ငမောက်ကန်ညမောက်ကတော့ရောင်းလိုက်တဲ့ဗရန်များတစ်ချမ်းမြမပြီကိုပြန်ရောက်လာတာနဲ့မိုးမောင်ကြခဲ့ရပါတယ်ငမောတရုတ်ပြည်ကိုပို့ပြီးတော့ရောင်းခဲ့တဲ့ဗရန်များတစ်ချမ်းဟာဒီယုတ်နိုင်ငံမတည်ငြိမ်ပဲမင်းမင်းဆက်ပြက်စီးချိန်ဒိုင်းမြေမငြိမ်သက်မှုတွေကြောင့်မြမပြည်ကိုလာပြီးတော့ခိုလုံတဲ့တရုတ်ကုန်သည်ကြီးတဦးလက်ထဲမှာပြန်ပါလာပါသည်ဖြစ်ချင်တော့အဲ့ဒီတရုတ်ကုန်သည်ကြီးကပဲမြမနိုင်ငံထဲမှာအနေစားချောင်ကျင်တာရဲ့ ဂုံသွဲဂုံမှုချောချောချူချူလောက်ရောက်ဖို့အတွက်ဘရင်ကိုမျက်နှာလှုပ်ချင်တာနဲ့သူပါလာတဲ့ဆူရွှဲရဲနေနေတဲ့ဗရံများတစ်ချမ်းကိုသွားပြီးဆက်တာပါလိရောဒီအချိန်မှာဘရင်ကြီးကလည်းအဲ့ဒီလက်ဆောင်ကိုဝမ်းမြောက်ဝမ်းသာစွာနဲ့လက်ခံခဲ့ပြီးဆူရလက်တော်ရီပေးသနာတော်မူခဲ့ပေမယ့်သူ့စိတ်ထဲမှာသူ့မှာရှိတဲ့ဗရံများတစ်ချမ်းနဲ့တပုံစံနဲ့ဆင်တူနေတာမို့လို့နှစ်ခုရှင်ပြီးတော့စက်ကြည့်တဲ့အခါမှာနှစ်ချမ်းပေါင်းဗရံများတစ်လုံးဖြစ်နေတာကိုသိသွားပါရီအဲ့ဒီအချိန်ဘရင်ကတော့အမျက်တော်ရှာပြီး ငမောက်တယောက်သူရှာဖွေတွေးရှိခဲ့တဲ့ဗရံများကိုတစ်လုံးလုံးမဆက်တာပဲနဲ့တဝက်ရောက်ပြီးကျန်တော်ကမဆက်တာတဲ့ကြံဆက်ကိုပဲရခဲ့တဲ့အတွက်ဒေါသစိတ်အပါဝင်နှမျောတဲ့စိတ်တွေဖြစ်ပေါ်လာပါလိမ့်ဒီနေရာမှာပြောစရာရှိတာကဘယင်ကတာမန်အလားအပါလောက်အတွက်နဲ့ပဲဒေါသစိတ်တွေနှမျောစိတ်တွေဖြစ်ခဲ့တာမဟုတ်ပါဘူးတကယ်တော့အဲ့ဒီထက်အများကြီးပိုပါလိမ့်ဗရံများကြီးဟာတိတ်ထိမတင်မဲ့တိတ်ထိဝင်နေတယ်ဆိုတဲ့ဇာတ်ဟာတကယ်အမှန်စင်စစ်လို့ဆိုရမှာပါဒီဗရံများရဲ့၄ချိန်ကယတ္တိ၄၀၀ကျော် ကာရက်နဲ့ဆိုရင်360ကာရက်နီးပါးရှိပြီးမသွေးခင်တွေကလုံးချောပြီးတော့ပြောင်းနေပါတယ်။သမိုင်းတွေကမှတ်တမ်းတချို့အရဗရန်များရဲ့အလေးချိန်ကယက်ဒီ60ဝန်းကျင်ရှိတယ်လို့လည်းဖော်ပြကြသလိုတချို့သောမှတ်တမ်းတွေမှာလည်း400ကာရက်ကျော်လောက်ရှိတယ်ဆိုပြီးဖော်ပြထားပါတယ်။ဗရန်များချင်းနဲ့ပတ်သက်တဲ့အထူးခြားဆုံးအရာကိုပြောပါဆိုရင်တော့သူ့ရဲ့အယောက်မှာအဲ့ဒီရဲရဲနီနီတဲ့ကြက်သွေးအောင်ဗရန်များကြီးကရေထဲကိုထည့်လိုက်ရင်အဲ့ဒီရေကအနီအောင်ပြောင်းသွားသလိုနွားနို့လိုစုဖြူနေတာတွေကိုထည့်ရင်လည်းနို့ဖြူကနေပြီးတော့နွားနို့အနီအောင်ဖြစ်ကိုပြောင်းရပြန်ပါတယ်။ ်နေရောင်နဲ့ထိတွေ့တဲ့အခါမှာလည်းနောက်ထပ်နေတလုံးထပ်ဖြစ်လာတယ်လို့တောက်ပါပြီးတော့အလင်းရောင်မရှိတဲ့အမောင်တွေမှဆိုရင်လည်းမီးထိုးမှုမလိုအောင်အလင်းရောင်ထွက်ပြီးတောက်ပါပါရီဗရံများကြီးဟာထာဝရအီးမြချင်းကိုလည်းပိုင်ဆိုင်ထားပြီးမီးနဲ့တိုက်တာတော့မီးသာသာကုန်သွားမယ်ဗရံများကတော့ပူမလာပါဘူးဗရံများကိုရေထဲစိတ်မိတောက်တဲ့အခါမှာအသက်ရှည်နာကင်းအင်အားတိုးစေပြီးတော့ထာဝရနှုတ်ပြခြင်းကိုပေးဆွနိုင်တယ်လို့လည်းတမိုင်းစာပေတွေမှာဖော်ပြကြပါရည်။ဘယင်ကြီးဟာဒါကြောင့်ချင်းတွင်သားငမောက်အနေနဲ့တလုံးလုံးမဆက်သရရတဲ့အပေါ်မှာအမျက်တော်ရှာခဲ့ရတယ်လို့ပြောရမှာပါ။ ဘရင်ရဲ့ဒေါသဟာထိန်းချုပ်လို့ရတဲ့အတိုင်းတာကနေကြော်လွန်သွားပြီးတော့ငမောက်ကိုပြည့်ရဲ့ဆင်ပြီးရေဝေးတောင်ကုန်းမှာမီးလောင်စင်တွေဆောက်ခိုင်းပြီးတော့သူ့ရဲ့ဆွေစဉ်90မျိုးစဉ်90ကိုမီးလောင်တိုက်သွင်းပြီးတော့ကွပ်မြတ်ခဲ့ပါတယ်။အဲ့ဒီငမောက်ရဲ့ဆွေမျိုးတွေတည်ဆုံသွားတဲ့နေရာကိုလောင်စင်ရွာလို့လည်းခေါ်တယ်လို့ရေနဲ့ဝေးတဲ့အတွက်ရေဝေးရွာဆိုပြီးလည်းခေါ်တွင်ခဲ့ကြပါတယ်။ငမောက်တို့ဆွေမျိုးတွေမီးလောင်တိုက်သွင်းခံနေရတာကိုမျက်မြင်တွေ့ခဲ့ရတဲ့သွေးသားအရင်အမားဖြစ်သူဒေါ်နန်းဟာဗရမများကြီးကိုကျင်းစာတိုက်ခဲ့တယ်လို့သိရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုအနေနဲ့ ငမောက်ကွက်မြက်ခံရတာကိုဒေါ်နန်းကမြင်ခဲ့ရပြီးအဲ့ဒါကိုမကြည့်ရလို့ကြောခိုင်းထွက်သွားခဲ့ပေမဲ့ပြန်ပြီးတော့လှည့်ကြည့်ခဲ့ရင်ပဲရင်ခွင်းနာကြပြီးတော့ဒေဆုံးခဲ့ရပါတယ်။ဒါကိုအစွဲပြုတ်ပြီးတော့ဒေါ်နန်းကြည့်တဲ့နေရာဒေါ်နန်းကြည့်ခဲ့တဲ့တောင်ကုန်းလေးကိုဒေါ်နန်းကြည့်တောင်းနောက်ပိုင်းမှာဒေါ်နန်းကြည့်တောင်းလို့ခေါ်ဆိုခဲ့ပါတယ်။အဲ့ဒီနေရာဟာလေအပြင်မှာလက်တွေ့တကယ်ရှိပါတယ်။ဆိုတော့ဘယင်ကြီးကဒေါ်သားစိတ်နဲ့ငမောက်ကိုကွက်မြက်ပြီးဗရံမြားကြီးကိုအပိုင်သိမ်းခဲ့ပေမဲ့သူကွက်မြက်လိုက်တဲ့အပြစ်မဲ့ငမောက်တို့ရဲ့ဆွေစဉ်မျိုးဆက်တည်းရဲ့နာကြီးမှုအပါအဝင် ဒေါ်နန်ရဲ့ကြိဇာကဗရံများကြီးကိုသွေးကြိဇာအဖြစ်တက်ရောက်သွားစေခဲ့ပါရီမင်းဆက်ဆက်ဗရံများငမောက်ကိုပိုင်ဆိုင်ခဲ့ကြတဲ့သူတွေဟာကြိဇာတင်ကြပါရီကျင်းစာအကြောင်းကိုမပြောခင်မှာဗရံများကြီးဟာအကြောင်းရင်းမရှိပျောက်သွားပြီးတော့ဗြိတိရှ်ဘီယမာကြီးဝီတိုရီယာရဲ့တရဖူမှာပြန်ပေါ်လာတဲ့ကိစ္စကိုအရင်ပြောချင်ပါသေးဗရံများကြီးကိုအင်္ဂလိပ်တို့ဆပြီးတော့စိတ်ဝင်စားစေခဲ့တာကမင်းတို့မင်းကြီးလက်ထက်လို့ပြောလို့ရပါသေးအင်္ဂလိပ်တို့ဝင်လာချိန်မှာပြင်သစ်လူမျိုးပိုင်ကုမ္ပဏီကကြောက်ကုန်တဲ့တချို့ပါလာပြီးငိုကုန်လောက်ကွက်မှာအလုပ်လုပ်ခွင့်ရဖို့အတွက်မင်းတို့မင်းကိုလာရောက်ရှောက်ထားကြပါသေး အဲ့ဒီအချိန်မင်းတို့မင်းကြီးကအကြောင်းမြတ်ယန္တနာကိုနားလည်ကြတဲ့သူတွေမို့လို့ဗရမားငမောက်ကြီးကိုထုတ်ပြပြီးအဖိုးဘလောက်ထိုက်တယ်လဲဈေးဖြတ်ခိုင်းခဲ့ပါရီပြင်သစ်တီဟာဗရမားကြီးရဲ့အရေးသွေးနဲ့ပုံစံကိုအနီးကတောင်မကြည့်ရှုနိုင်ကြပြီဒါဟာသူတို့ရဲ့အုံနောက်ညံတဲ့ဈေးဖြတ်ပိုင်ခွင့်မရှိသလိုအဖိုးဖြတ်လို့လည်းမရတဲ့အရာပါဆိုပြီးတေချာတော်မကြည့်နိုင်မင်းနဲ့ပြန်လျှောက်တင်ခဲ့ကြပါရီဒီလိုနဲ့ပဲမြန်မာပြည်ထံမှာအဲ့လိုမျိုးအဖိုးမဖြတ်နိုင်တဲ့နန်းစင်ဗရမားကြီးရှိကြောင်းပြင်သစ်တီကနေတဆင့်အင်္ဂလိပ်တို့စီကိုပြန်ရောက်သွားခဲ့ပြီး အထက်မြမပြည်တကြောမှာတည်ရန်စာတတွေပေါ်များတာမို့လို့ဒါမျိုးတွေအများကြီးရှိနိုင်သေးတဲ့အထင်နဲ့တည်ယူဖို့စ조사တဲ့ကိစ္စတွေအထိပါစပြီးတော့ဖြစ်လာပါတယ်ဒီလိုနဲ့ပဲတီဘောမင်းလက်ထက်1886ခုနှစ်မှာတော့အထက်မြမပြည်ဟာအင်္ဂလိပ်တို့ရဲ့လက်ထဲကိုရောက်ရှိသွားပါတယ်အားလုံးသိကြတဲ့သမိုင်းကြောင်းဖြစ်တဲ့တီဘောမင်းပါရော်မူတာကဗရံများကြီးပျောက်ဆုံးခြင်းရဲ့အစဖြစ်ပြီးတော့ ဂါနေစလီဒင်ဆိုသူဟာတီဘောမင်းကိုခေါ်ဆောင်သွားရင်းနဲ့နန်းစင်ရန်နာရီအားလုံးနှီးပါးကိုယူဆောင်သွားခဲ့တယ်လို့ဆိုပါရီအဲ့ဒီထဲမှာဗရန်မြောင်းကမောက်ကြီးလည်းပါသွားတယ်လို့မြန်မာဝင်ဟောင်းတွေကကောက်ချက်ချခဲ့ကြတာပါဒါပေမဲ့ဂါနေစလီဒင်ကတော့သူကအဲ့ဒီရန်နာရီကိုမသိညူခဲ့ပဲပစ္စည်းတွေတိတ်တဲ့ကောမဒီကိုသာလွှဲပြောင်းပေးခဲ့ပြီးသူတို့နဲ့သာတက်ဆိုင်ကြောင်းညင်းခဲ့ပူပါရီအဲ့ဒီနောက်မှာတော့ဗရန်မြောင်းကမောက်ကြီးဟာ ဗီတိုရီယာဘီယမာကြီးရဲ့တရက်ဖူမှာပြန်ပေါ်လာခဲ့ပြီးတော့ပိုင်ရှင်ဟာမြန်မာနိုင်ငံဆိုပေမဲ့ဘယ်တော့မှပြန်လည်ပိုင်ဆိုင်ခွင့်မရှိတော့ပါဘူး။ဒီတော့ဗရန်များကြီးမှာကန့်ညှိနေတဲ့ဒေါ်နန်ရဲ့ဂျိန်စာအကြောင်းကိုပြန်ဆက်ရမယ်ဆိုရင်အဲ့ဒီဂျိန်စာတန်းကိုစပြီးတော့ခံရသူဟာတီဘောဘီယင်ဖြစ်ပါရည်။တီဘောမင်းဟာသူ့ရဲ့နန်းစင်မှာအရာရာကိုဆုံးရှုံးခဲ့ရတယ်လို့ငမောက်လို့မီးလောင်တိုက်သွင်းခံရတာမျိုးပါလွဲလို့အကုန်နီးပါးဒဏ်ခံလိုက်ရပါရည်။အခြေဆုံးဆိုတဲ့အရာတွေကိုလည်းဆုံးရှုံးလိုက်ရတယ်လို့သူပိုင်ဆိုင်သမျှအရာအလုံးကိုလည်းဆုံးရှုံးခဲ့ရသူပါ။ ။ဒါကြောင့်မလို့တီဘောမင်းဟာဗရမျာငမောက်ကြီးရဲ့သွေးချိန်စာကိုပထမအဦးဆုံးခံရတဲ့ပထမသားကောင်လို့ပြောကြပါရည်။နောက်ပြီးငမောက်ကိုယူသွားခဲ့တဲ့ British တပ်မှုတွေနဲ့ British တော်ဝင်မိသားစုတွေဟာလည်းပဲဘာမှမဖြစ်ခဲ့ဘူးလို့မထင်လိုက်ပါနဲ့။ဗရမျာငမောက်ကြီးကိုယူဆောင်သွားခဲ့တဲ့ဗိုလ်မှူးကြီးကာနယ်စလေတင်ဟာ1890ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာပဲလှစ်ဝက်စမ်းကျတဲ့သွေးအန်နဲ့ရောဂါနဲ့ရုတ်တရက်တည်ဆုံသွားခဲ့ပါရည်။အဲ့ဒီတည်ဆုံမှုနဲ့ပတ်သက်လို့ဘာမှအပြေရှားလို့မရခဲ့ပါဘူး။ ဒါရီဟာအကြောင်းမှဖွေရာဗရံမြောင်းငမောက်ရဲ့ဂျိန်စာဂျိုးဆက်တွေဖြစ်ပြီးဗရံမြောင်းကိုပိုင်ဆိုင်ခဲ့တဲ့တော်ဝင်မိသားစုတွေကလည်းပဲအဖြစ်ဆိုးမျိုးမျိုးနဲ့ကြုံခဲ့ရပါတယ်။အဲဒီအတွက်အသက်တွေကတော့အင်္ဂလန်ဘုရင်တစ်ပါးအတွက်အသက်ရွယ်ငယ်စဉ်မှာထူးဆန်းတဲ့သွေးအန်တဲ့ယောဂါနဲ့နောက်ဆုံးမှကွယ်လွန်သွားရတဲ့အပြင်ဂျော့ချ်ဘုရင်ဖိုက်ရဲ့သားဖြစ်သူဟာလည်းပဲစကားထစ်ပြီးမကြမ်းမာတဲ့သူဖြစ်မွေးဖွားလာခဲ့ပြီးအချိန်မတန်ခင်မှာတည်ဆုံးခဲ့ခြင်းပါပဲ။ အဲ့လိုပါပဲဗီတိုရီယာဘီယမာကြီးဟာလည်းပဲဗရံများကြီးပါတဲ့တရက်ဖူးကိုစောင်းပြီးလို့ခေါင်းကိုက်ချင်းဝေဒနာကိုနှစ်ပေါင်းများစွာခံစားခဲ့ရပြီးနောက်နောက်ဆုံးမှချွတ်ထားမှသာသက်သာခဲ့ကြောင်းသိရပါရည်။ဒါရီယာနန်းစင်ဗရံများကြီးငမောက်မှရှိတဲ့သွေးချိန်စာကြောင့်ပဲလို့အားလုံးကယူဆခဲ့ကြပါရည်။အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့အည်သွေးကောင်းပြီးနာမည်ကြီးတဲ့ဗရံများကြီးဟာနန်းစင်အမွေနှင့်အဖြစ်ကနေပြီးတော့ပြရိုက်ထဲရောက်ရှိသွားပြီးဘသူဘသူကောင်းမှပိုင်ဆိုင်တဲ့ပြည့်စည်အနေနဲ့တတ်မှတ်လို့မရတော့တဲ့အခြေအနေအထိရောက်ရှိသွားခဲ့ရပါရည်။ အခုပြောပြပေးခဲ့တာကတော့နန်းစင်ယရနာကြီးရဲ့အကြောင်းအပြည့်အစုံပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်ပရိသတ်တွေလည်းကောင်းကောင်းသဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ကျွန်တော်ပြောတဲ့သမိုင်းကြောင်းတွေနဲ့ပရိသတ်ကြီးတို့တည်ထားတဲ့သမိုင်းကြောင်းတွေနဲ့မတူကွဲပြားတာမျိုးတွေရှိလို့ရှင်လဲဂုမတ်မှာဝေဖန်လေးကန်နိုင်ပါ रे ခင်ဗျာ။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားစရာတွေနဲ့အတူတူပြန်လာခဲ့ဦးမှာမလို့ကျွန်တော်တို့နဲ့အတူတူစီးမျောခန်းစားခြင်းနဲ့ဆိုရင်တော့ Alpha Wave Media Page ကို Like and Follow လုပ်ထားဖို့အတွက်မမေ့ပါနဲ့။အစုံကြီးရှိရပါတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။